ကိုဟင်းကအလွတ်ဆုံးသောတယောက်ဖြစ်ပါတယ်။အခုလဲဆယ်ကျော်သက်ကောင်မလေးကသူ့ထက်၃ဆလောက်ကြီးရဲ့ဘဲနဲ့တွဲနေတာကိုဖျက်ပြီးဖို့တယောက်ကငှားထားတာကြောင့်ဘဲကြီးကိုကောင်မလေးနဲ့ဝေဝေးနေဖို့စုံမလိုက်ပါတယ်။လင်းလင်းကလည်းအလွတ်ဆုံးသောဖြစ်စလို့မိမထေသွားပြီးတော့သမီးဖြစ်သူတဲတဲနဲ့နေကမထမနှမ်းမှုတွေကိုလိုက်နေရပါတယ်။ကိုဟင်းကိုအေမီကသူ့နောက်ကိုလူတွေလိုက်နေရကြောင်းစောင့်ရှောက်ပေးဖို့ဆိုပြီးငှားလိုက်ပါတယ်။လင်းလင်းကိုလည်းအေမီကိုရှာဖို့ငှားထားတာဖြစ်လို့အေမီကိုဆိုင်းရင်ကပတ်ပြီးတော့လိုက်ရှာနေပါတယ်။လင်းလင်းမကြီးကဘာဆိုင်ရှင်ကအေမီကိုတိတိလုံလုံနေပေမဲ့ဘာမှမပြောတာမို့ဆိုင်းပြင်းထွက်တဲ့အချိန်မှာဆောင်းပြီးတော့ဆိုင်းကိုပေါက်ကမှန်ကွဲစားဆူပြီးတော့ဆေးရုံကိုရောက်သွားပါတယ်။မနက်ခင်းတည်းမှာလေလူညံ့မှုဖြစ်နေရမလို့အိမ်ပြင် ထွက်ဖို့မှာတဲ့အကြောင်းကိုကြားလိုက်ပါတယ်။ကိုဟင်းကအေမီနာကိုလိုက်နေတဲ့လင်းလင်းအိမ်ကိုရောက်လာပြီးတော့ပြွတ်ကြွချင်းဖြက်ရိုက်လိုက်တာတစ်ချက်ချင်းပိတ်ကံပါတယ်။လင်းလင်းကိုအလွတ်ဆုံးအောင်မှန်းတီးသွားပြီးတော့အေမီကိုစုံစမ်းနေတဲ့ကိစ္စကိုရက်လိုက်ဖို့ပြောပါတယ်။လင်းလင်းကအေမီကိုရှာပေးဖို့ဘွားကြီးတစ်ယောက်ကသူ့ကိုငှားထားတယ်လို့ပြောပြီးအိုးရဲကတနက်ကိုယူလိုက်တာမို့ကိုဟင်းလည်းဖြက်ချလိုက်ပြီးတော့ထန်ရထားတဲ့လက်ကိုလင်းချိုးပါတယ်။ကိုဟင်းအိမ်ကိုရောက်တဲ့ချိန်တင်ဝင်ရောက်နေပြီးတော့ကိုဟင်းကိုအမှောက်သိမ့်လိုက်ပါတယ်။လင်းလင်းကိုဒေါ်ချေစီကတီးသွားတဲ့တူတူမကိုအသက်ရှင်လျက်ပြန်တွေ့ရတာဖြစ်လို့ရှာပေးဖို့ပြောတာကိုလင်းလင်းကမဖြစ်နိုင်ဘူးလို့ပြောပါတယ်။ဒေါ်ချေစီကလည်းတူတူမနဲ့အတူရှိနေတဲ့အေမီကတူတူမတီးသွားတဲ့ကိစ္စကိုသိမယ်လို့ထင်တာကြောင့်ဆက်ရှာပေး ေးဖို့ပြောပြီးတော့ငွေထပ်ပေးပါတယ်။တေဝင်းတို့ကကိုဟင်းကိုအိမ်မိအကြောင်းပေးပေမဲ့ဘာမှမသိရပဲကိုဟင်းကပြန်ဆိုရာကြောင့်ပစ်ကြွအောင်ထွက်ပြေးကြရတယ်။လင်းလင်းစီကိုဟင်းရောက်လာပြီးတော့အိမ်မိကိုလူတစုတက်ပြဖို့လိုက်ရှာနေတာကြောင့်သူတို့နှစ်ယောက်အိမ်မိကိုအတူတူရှာဖို့အတွက်အိမ်မိကြီးကရတဲ့ငွေကိုပေးပါတယ်။လင်းလင်းတို့လည်းအိမ်မိတို့နဲ့အလုပ်တူတူလုပ်ဖို့တဲ့လေလုံးညဉ့်ညမ်းလို့ဆန္ဒပြတဲ့တဲကလူတွေကိုမေးကြည့်တော့တည်သွားတဲ့အိမ်မိရဲ့ရည်စားအိမ်လေးစားကိုတည်သွားကြတယ်။အိမ်ကမီးလောင်နေပြီးတော့အိမ်ဝင်းချင်းကကလေးတွေကိုမေးတော့လည်းဘာမှရည်ရဆာမသိရပဲပြန်လာခဲ့ရပါတယ်။အိမ်မိတို့ကပြောင်ရုပ်ရှင်နေရိုက်နေပြီးတော့သူတို့ကိုရိုက်တဲ့တားကကိုစုံစမ်းကြည့်တော့လည်းသူ့အိမ်မှာပါတီပွဲလုပ်နေရလို့သိလိုက်ရပြီးတော့အိမ်မိရှိမဲ့ထင်တာကြောင့်တောက်ဖို့ဆုံးဖြတ်ပါတယ်။ ကရင်လိုက်တော့ကားနောက်ဖုန်းထဲမှာတက်တက်ပါလာမှုတက္ကစီနဲ့အိမ်ပြန်လိုက်ဖို့ပြီးတော့ပါတီထဲကိုဝင်လာတယ်။ပါတီမှာလူစုခွဲပြီးတော့အိမ်မီကိုလိုက်ဆောင်ဆိုင်ရင်းနဲ့ကိုဟင်းကအိမ်မီလက်နဲ့ရေးထားတဲ့စာအုပ်တီးလိုက်ရပါတယ်။ပါတီထဲကပြန်အောင်နေပြီးမကောင်းတဲ့ကားတွေကြည့်နေတဲ့တက်တက်ကိုလည်းကိုဟင်းကအိမ်ပြန်ခိုင်းပါတယ်။တကယ်တော့တက်တက်ကသူ့ဖေတို့ကိုကူညီပြီးတော့အိမ်မီအကြောင်းကိုလိုက်ဆောင်ဆိုင်ပေးနေတာဖြစ်ပါတယ်။လင်းလင်းနဲ့ပါတီကကောင်မလေးတွေကိုငံရင်မူပြီးခြေကျော်ကအောက်ကိုကြာသွားပါတယ်။တင်ထားတဲ့တနက်ပြောက်သွားလို့လိုက်ရှာရင်းနဲ့သူ့ရှိကိုအိမ်မီရောက်လာပြီးမြဲအိမ်မီမှမသိတာကြောင့်ထွက်ပြေးသွားပါတယ်။တနက်ပြန်တွေ့တော့အမွန်ပြေးသေးတာကြောင့်နာအစ်ပင်ကိုမှီနေခြင်းမှာတစ်ဖက်မှာအသက်ခံထားရတဲ့လောင်းလောင်းကိုတွေ့လိုက်ရတော့စကားတောင်မပြောနိုင်ပဲဖြစ်သွားပါတယ်။ အသက်ခံရတဲ့သူကအေမီအက်ဒါရိုက်တာဖြစ်ပြီးတော့သူတို့ကိုအမှုပတ်မှာဆိုတာကြောင့်လှင့်ပြဖို့ဆုံးပြလိုက်ပါတယ်။ပေးချောင်ကိုလှင့်ပြလိုက်တာညစာစားတောင်းနေတဲ့ဇပွဲဝိုင်းတက်တဲ့ကိုပြစ်မိတာကြောင့်ပွဲလို့ရိုက်သွားပြီးတော့ပွဲထဲပြန်ဝင်လာပါတယ်။အေမီကိုစုံစမ်းနေတဲ့တက်တဲ့ကိုတင်ဝင်းရဲ့လူစုသိန်းကခေါ်လိုက်ပြီးတော့အပြင်ကအေမီကိုတွေ့တော့တနက်နဲ့ပြစ်မယ်လို့တာတက်တဲ့ကကူညီလိုက်ပြီးတော့အေမီကိုထွက်ပြေးခိုင်းပါတယ်။ပွဲထဲမှာတင်ဝင်းနဲ့တွေ့သွားတာမို့ကိုအေးနဲ့သူချကူချချာရင်းနဲ့တင်ဝင်းရဲ့ပါဝင်တနက်နဲ့ပြစ်ကသူနဲ့ထပ်မတွေ့ဖို့ပြောပါတယ်။အေမီနဲ့တက်တဲ့နောက်ကိုလိုက်လာတဲ့စုသိန်းကကားနဲ့တိုက်ခတ်လိုက်ရတာမို့လို့စုသိန်းကိုကူညီဖို့တက်တဲ့ကနေခဲ့ပြီးတော့အကူညီရှာဖို့ထွက်သွားပါတယ်။တရားစဲစဲဖြစ်နေတဲ့စုသိန်းကိုကိုအေးကအထုံးသတ်ပေးလိုက်ပါတယ်။ ညညကကိုအိနဲ့လင်းလင်းကိုခေါ်သွားပြီးတော့အမီအမီမတ်တင်များနဲ့ပေးတွေ့ပါတယ်။မတ်တင်များကတရားစီရင်ရေးကဖြစ်ပြီးတော့အမီရိုက်နေတဲ့အပြာရောင်ရုပ်ရှင်တွေကိုကန့်ကွက်နေတဲ့သူဖြစ်တာကြောင့်အမီကသူ့ကိုလောက်ကြံနေလို့ထင်နေရဆိုတာကိုပြောပြတယ်။ဒီလိုနဲ့မတ်တင်များကလင်းလင်းနဲ့ကိုဟင်းကိုအမီကိုရှာဖို့ငှားရမ်းလိုက်ပါတယ်။နောက်တစ်နေ့မှာတော့လင်းလင်းအိမ်ကိုကိုဟင်းရောက်လာပြီးတော့အမီကသူ့ဆရာမှရေးထားတဲ့အတိုင်းဆိုရင်ဒီမြို့ကနေမကြခင်ထွက်သွားတော့မယ်ဆိုတာကိုပြောပြပါတယ်။ အမှုကိုတိကျမလိုက်ပဲငွေပဲလိုချင်နေတဲ့လင်းလင်းကိုစိတ်ပြတ်သွားတာကြောင့်တဲတဲလေးစိတ်ဆိုးသွားပြီးတော့ကိုဟင်းကပြန်ထားဖို့လုပ်ပါတယ်။လင်းလင်းလေးအိမ်မီဆောင်ရမှာယူထားတာကလေကြောင်းနံပါတ်မဟုတ်ဘဲနဲ့တိုက်ခန်းနံပါတ်တစ်ခုလို့ရှင်းပြတယ်။တကယ်တော့တိုက်ခန်းမဟုတ်ဘဲနဲ့ဟိုတယ်နာမည်ဖြစ်နေရမလို့ဘားကောင်တာကကောင်ကိုနေနဲ့ထုပြီးတော့မေးမြန်းပါတယ်။အိမ်မီရှိရာဘော်ရက်ကိုတက်လာနေတော့မှာပဲတိုက်ခတ်တန်နေကြတာကြောင့်နောက်ပြန်ဆိုပြီးတော့ပြန်လာချိန်မှာအိမ်မီနဲ့တက်တဲ့သွားတို့ပါတယ်။အိမ်မီကသူ့ကိုတတ်ဖို့ကြိုးစားတာကသူ့အမေဖြစ်ပြီးတော့အထက်လူတွေနဲ့ပူပေါင်းကပြည်တွေကိုဖိနှိပ်နေတဲ့အကြောင်းရက်စွဲတွေကအစာရုပ်ရှင်ရိုက်ထားတာပဲဖြစ်ပါတယ်။တကယ်လို့ဒီရုပ်ရှင်ညာပြလိုက်ရင်တော့သူ့အမေရဲ့မကောင်းတာတွေကပေါ်သွားမှာဖြစ်တာမလို့သူ့ကိုလိုက်တက်နေရလို့ပြောလိုက်ပါတယ်။ ဒါကြောင့်အေမီရဲ့ရည်စားကိုဒါရိုက်တာကရောတက်ပြစ်ပြီးတော့ဖလင်းကိုဖျက်ဆီးပစ်လိုက်တာပါ။လင်းလင်းနဲ့ကိုရင်ကအေမီလို့ရမားရီရဲ့ထင်ပြီးတော့ညညို့ကိုအေမီသူ့အိမ်မှာရောက်နေတယ်လို့ပြောလိုက်ပါတယ်။ညညို့ကလည်းမိသားစုဆရာဝန်လွှတ်လိုက်ပြီးတော့လင်းလင်းကိုလည်းအမှုလိုက်ကောင်းွေလေးလာယူဖို့ပြောပါတယ်။ ညညိုကသူကိုယ်တိုင်ထုတ်လာတဲ့ငွေအိတ်ကိုပေးတယ်။အပြန်လမ်းမှာကာမောင်ရဲနဲ့လင်းလင်းကအိတ်ပြောထားတာကြောင့်တိုက်မိကုန်ပြီးတော့ညညိုပေးတဲ့အိတ်ကဆက်ကူတွေထွက်ကြလာတာမို့အိမ်ကိုမြန်ပြန်ဖို့ဆုံးဖြတ်ပါရတယ်။အိမ်မီကိုကြည့်ဖို့ရောက်လာတဲ့ဆရာဝန်ကလက်အိတ်ဆုထားမှုတဲတဲကရိပ်မိသွားပြီးတော့သူ့ဖေရဲ့တနက်နဲ့ချိန်ပါရတယ်။မကြာခင်လင်းလင်းတို့ရောက်သွားပြီးတော့ဆရာဝန်ရောင်ဆောင်ထားတဲ့လူစုံနဲ့သူပြစ်ကိုပြစ်ပြင်းနေတဲ့တဲတဲတို့ကိုအခန်းထဲဖွက်တယ်။အိမ်မီကလည်းလူစုံရဲ့လက်ကနေလွတ်အောင်ထွက်ပြေးပြီးမဲ့လူစုံနဲ့တဲတဲတို့သွားပြီးတော့အသက်ခံလိုက်ရပါရတယ်။လင်းလင်းနဲ့ကိုဝင်းကလည်းအိမ်မီတက်ခံလိုက်ရတဲ့အတွက်မတင်မြောက်ကိုတရားရင်ဆိုင်မှုရှင်းနေငါပေးမယ်ငါမရပဲဖြစ်နေပါရတယ်။လင်းလင်းရဲ့အိမ်ကိုဒေါ်ရဲစီရောက်လာပြီးတော့တူတူမှတေးပြီးမှအင်ကြီးစင်းကြဝေထားတဲ့လူတူနဲ့စကားပြောနေရအောင်တွေ့ခဲ့ ဲ့လို့ပြောလိုက်တော့ကိုအင်းကဒါရိုက်တာအိမ်မှာမြင်ခဲ့တဲ့အင်ကြီးကိုသတိရသွားပါတယ်။ဒါကြောင့်ဒေါ်ရဲစီရဲ့ဒူမအင်ကိုရောက်လာပြီးတော့ဒေါ်ရဲစီမြင်ခဲ့တာလူကိုယ်တိုင်ကိုမဟုတ်ဘဲနဲ့အင်မီကသူတို့ရိုက်ထားတဲ့ရုပ်ရှင်ကိုပြန်စစ်နေရဲဆိုတာကိုသဘောပေါက်သွားတယ်။စပွဲဘော်ကဆောက်ရွက်အရာဒီညမှာလုံမဲ့ကားပြပွဲမှာအင်မီရဲ့ရုပ်ရှင်ကိုပြဖို့စီစဉ်ထားရဲဆိုတာသိလိုက်ပြီးတော့အခုလိုဖြစ်အောင်လုပ်တဲ့သူတွေကိုလည်းဖော်ထုတ်မယ်လို့ပြောလိုက်ပါတယ်။လင်းလင်းတို့လည်းဆက်စီရအခန်းထဲကိုဝင်လာပြီးတော့ဖလင်းတွေကိုစစ်ကြည့်နေချိန်မှာတနက်နဲ့ချိန်ထားတဲ့ညီညိုကတက်တက်ပတ်လိုက်တဲ့ကော်ဖီရဲ့အကြောင်းချော်လဲပြီးတော့မေးလေသွားတယ်။ဆက်စီရကိုလည်းရှာတော့အမိုက်ပုံးထဲမှာတရားရည်နဲ့တွေ့ရပြီးတော့အင်မီရဲ့ဖလင်းနေရာကိုမေးလိုက်ပါတယ်။လူဂျိုရီကလည်းဖလင်းနေရာကိုတီတော့မှတယောက်နဲ့တယောက်အခြေဆက်လုပ်နေရာကိုတကယ် ဲကကြာသွားတယ်။တဲတဲကိုတင်ဝင်းကတနက်နဲ့ချိန်ထားတဲ့ချိန်ကားချောင်းညာတွေစားပြတ်နေပြီးတော့အင်မီတို့ရိုက်ထားတဲ့ကားကလည်းကြားပြတ်ဝင်လာပါတယ်။အင်မီတို့ရိုက်ထားတဲ့ရုပ်ရှင်ပျက်စီးအောင်လူစိုးတွေကပြတဲ့နေရာကိုလှမ်းဖြတ်စီးနေရမလို့လင်းလင်းတို့ကလည်းပြန်လန်ချနေကြပါတယ်။ဖလင်ကိုယူသွားတဲ့ညညို့ကိုတားရင်တဲတဲကညညို့ကိုကန်လိုက်တာဖလင်ကိုအောက်ကိုပြစ်ချလိုက်ပါတယ်။ မီလောင်နေရဲ့ကားရှိကြလာတဲ့ပလင်ကိုလင်းလင်းကယူလိုက်ပြီးထွက်ပြေးတာအနောက်ကလူစိုးတွေထက်ချက်မကွာလိုက်လာအောင်လဲလဲကွက်ကွက်ဖြစ်သွားတယ်။ကိုရင်ကလူစိုးကိုတတ်တော့မယ်လို့တက်တက်ထားလိုက်ကြအောင်မတတ်တော့ဘဲနဲ့မဲရောင်နဲ့ရိုက်ထားလိုက်ပါတယ်။မိုးဝေသွားတဲ့လင်းလင်းကလည်းတင်ဝင်းစီကပလင်ကိုရအောင်ယူလိုက်ပြီးတော့သူ့ဘဝမှာအကောင်းဆုံးလုပ်တစ်ခုကိုလုပ်လဲရလို့ပြောယူနေပါတယ်။တက်တက်ရိခိုင်လုံသွားတာကြောင့်မတင်မြလဲမချခင်ထောင်ချတော့မှဖြစ်ပါတယ်။ရောင်နေတဲ့ကိုရင်နဲ့လင်းလင်းတို့ထွက်ပြီးတော့မီအေးအမှုမှာပါဝင်တဲ့သူတွေကတက်တက်မခိုင်လုံနာမလို့အလုခံလိုက်ရပြီးတော့သူတို့လှုပ်ထားတာမပြောင်းလဲပဲဖြစ်သွားပါတယ်။လင်းလင်းနဲ့ကိုရင်ပူပေါင်းပြီးတော့အေဂျင်စီတောင်းကအမှုတွေတူထက်လိုက်ကြဖို့ပြောရင်းနဲ့ဆက်လက်လေးလေးပြီးဆုံးသွားပါတော့တယ်။လူကြီးမင်းတို့လည်းပတ်ဆက်များများလို့ကျင်းတော့မတ်တက်ပြီးတော့က ားပြားတွေရိုက်လိုက်ကြပါအစုံနဲ့ကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်